လုံခဲ့တဲ့နှစ်ပေါင်း40ဝန်းကျင်လောက်ကအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်းလေးတစ်ခုပါဒါကတော့အဲ့ဒီတုန်းကသာသနာအကြောင်းမောမင်းကွန်ဆရာတော်ဖျားကြီးကိုတိုင်ဦးစီးပြီးတော့အကြောင်းနေတန်ကားတွေအတွက်ဆောက်အုံတွေကိုဆောက်လုပ်ခဲ့တဲ့ကိစ္စပါဒီနေ့ဒီစကိုင်းပြည့်ရွေးကြောင်းငလင်ကြီးလှုပ်တဲ့အခါမှာမင်းကွန်ဆရာတော်ဖျားကြီးဦးဆောင်ပြီးတော့တည်တော်မူခဲ့တဲ့ကျောင်းဆောင်တွေဟာ ာတစ်ခုမှပျက်စီးခြင်းမရှိတာကိုအံ့အားသင့်ပွဲတွေ့ရပါတယ်။1983 84 85ကနှစ်ပေါင်း90 40ကျော်50လောက်တက်တန်းရှိတဲ့အဆောက်အုံတွေဟာဘာတစ်ခုမှမပျက်စီးတာဟာတကယ်ကိုအံ့ဩဖို့ကောင်းပါလေ။ဆရာတော်ဘုရားကြီးဘလိုမျိုးမိမာညွှန်ကြားခဲ့လဲဘလိုမျိုးဆောင်ရွက်ခဲ့လဲဆိုတာကျွန်တော်တို့လေ့လာကြည့်လိုက်အောင်ဗျာ။လုံးရက်နှစ်40ကျော်လောက်ကပေါ့ တက္ကသိုလ်ဆောက်လုပ်ရေးလုပ်ငန်းများလှုပ်ဆောင်စဉ်ကပါတက္ကသိုလ်တည်ထောင်တဲ့မင်းကိုတိပိတကဆရာတော်ဖျားကြီးကမိန့်မှန်ခဲ့ပါတယ်ဒါကတော့အဆောင်အုံတွေအလုံးရေရှိတည်တန့်ကြံ့ခံရေးကိုအထူးလေးထားလုပ်ဖို့ပါစာသင်ဆောင်တွေကျောင်းသားဆောင်တွေဆောက်လုပ်တဲ့အခါအင်ဂျင်နီယာတွေကအဆောင်အုံဒီဇိုင်းပုံစံကိုမင်းကိုဆရာတော်ဖျားကြီးအားပြသပါတယ်အဆောင်အုံအသီးသီးအလိုက်ရှော့လို့ရတဲ့တိုင်းနေအနေထားတွေကိုရှောက်ထားကြတာပေါ့ အကုန်ကြတတ်တာစီလိုတဲ့စေတနာအမှန်ပါဒါပေမဲ့မင်းကွန်တိပိတကဆရာတော်ဘုရားကြီးကဘလို့မိတ်လဲဆိုတော့တကားတို့တဲ့ငါတို့စကိုင်းမင်းကွန်မန္တလေးဒေသများဟာငလင်ဒေသများဖြစ်တယ်အဆောက်အုံဆိုတော့လေနှိရှိသုံးရမယ်ပစ္စည်းမျိုးဖြစ်တယ်ဒါကြောင့်ကြန့်ခိုင်မှုမှာပိုတယ်ဆိုတာမရှိဘူးနောက်ခါမှငါတို့ဆောက်လုပ်ခဲ့တဲ့အဆောက်အုံရဲ့ချုပ်ရင်းချက်ကြောင့်တက္ကသိုလ်ကြီးရဲ့ ညွတ်အညောက်သဒ္ဒနာတော်ရဲ့အညွတ်အညောက်ယဟန်တာမဏိတွေထိခိုက်ဖြစ်စီမှာကိုငါတို့မမြင်လို့မသိလို့မကြားလို့ဘူးဒါကြောင့်ကိုင်ကျင်တလောက်ကိုင်ချိန်ကြာကျင်တလောက်ကြာပါစေတိုင်တလုံးတန်တချောင်းမှမရော့ပဲနှစ်ရှည်ကြံ့ခိုင်မှုကိုအထူးလေးပြုဆောက်လုပ်ကြပါလို့မိန့်ကြားပြီးခိုင်မာတောင့်တင်းစွာဆောက်လုပ်ခဲ့ပါတယ်ဆောက်လုပ်ပုံနဲ့ပတ်သက်ပြီးတော့တက္ကသိုလ်တွင်းမှာရှိတဲ့အဆောက်အအုံအားလုံးကိုမပြောတော့ဘဲ ကျောင်းသားဆောင်တွေကျောင်းဝင်နမူနာပြောချင်ပါတယ်ကျောင်းသားဆောင်တွေဟာပေ40ပေ80နှစ်ထပ်အဆောက်အုံတွေဖြစ်ပြီးဆရာတော်ကဆယ်ပေခြားတိုင်းတန်ကူကွန်ကရစ်တိုင်းတိုင်းထည့်စေပါတယ်ဒါအပြင်အဆောက်အုံပြင်မဘရန်ဒါကိုလည်းအလျားလိုက်ဆယ်ပေခြားတိုင်းတန်ကူကွန်ကရစ်တိုင်းတိုင်းထည့်ပြမကလည်းအဆောက်အုံကိုထောက်ကပ်ပေးထားပါတယ်အနံနဲ့တွေ့ရင်ဝရန်တာကွန်ကရစ်တန်နေနဲ့ပြမအဆောက်အုံ ကွန်ကရစ်တန်တွေဟာ၃ပေစီသာချပါတယ်။ဒီအများအထိဆရာတော်ကအဆောက်အုံကြံ့ခိုင်တောင်းတမှုကိုအထူးဦးစားပေးဆောင်ရွက်ခဲ့တာပါ။စတင်ဆောက်လုပ်ချိန်မှာနှစ်ပေါင်း40ကျော်ကြောင့်အခု Richter scale 9.9အဆင့်ရှိငလျင်ကြီးလှုပ်တော့ဆရာတော်ကြီးရဲ့ကြီးမားတဲ့ရှေ့ရေးကိုမျှော်မြင်နိုင်စွမ်းပကားမြေပညာကို အားလုံးခံစားပါပြီ။ ကြိုကြတော့မယ်လို့ထင်ရလောက်အောင်ပြင်းထန်တဲ့9တသမ9ဖြတ်အားပြင်းကလေးကြီးဟာဆရာတော်ရဲ့အမျှော်မြင်ဉာဏ်ပညာကိုမကျော်လွှားနိုင်ခဲ့ပါဘူး။ငလင်လို့ပြီးတော့အဆောင်တွေကိုလိုက်တိုင်းကြည့်ရှုတဲ့အခါစာသင်ဆောင်တွေ၊ကျောင်းသားအဆောင်တွေဟာမြမသမိုင်းတစ်လျှောက်ပြင်းထန်ဆုံးငလင်ကြီးလှုပ်သွားတာကိုမသိလိုက်တကယ်တော့အပြက်အစီတစ်စုံတည်းရာမရှိပဲအကောင်းပကတိအရင်တိုင်းတွေ့ရပါလိမ့်။ အနည်း40ကျော်တက်တန်းရင်အဆောက်အုံမှာဟုတ်ပါလေစားထင်မှတ်မှလောက်တဲ့အထိကြံ့ခိုင်တောင်းထင်းလှပါလေတခြားအဆောက်အုံအလုံးလည်းအဆောက်အုံကြီးမားကျပြန့်ခြင်းစွလစ်မွန်ချုံများပြခြင်းတို့ကြောင့်ထိခိုက်ပျက်စီးမှုအနည်းစီရှိမယ်ပြင်ပနဲ့ရှင်တော့ပျောပလောက်ခွဲပမာဏမဟုတ်ဘူးလို့သိရပါလေဒါကမင်းကွန်းဆရာတော်ဖခင်ကြီးကိုယ်တိုင်ဦးစီးတည်တော်မူခဲ့တဲ့အဆောက်အုံတွေပါဆရာတော်ဖခင်ရဲ့ဉာဏ်ပညာကြီးမားရင်သံပုံကိုလည်း အလေးမြတ်ပြု ရှခိုးဂါရပြုအပ်ပါလေငလင်ကြီးကြောင့်သမိုင်းဝင်ဇေဒီပထိုးများအပါဝင်25စုပြိုကျပျက်စီးခဲ့ပါလေမြန်မာနိုင်ငံလည်းပိုင်းစကိုင်းနဲ့မန္တလေးကိုပခုပြုလုပ်ခဲ့တဲ့ငလင်ကြီးကြောင့်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရှေးဟောင်းသမိုင်းဝင်ဇေဒီပထိုးများအပါဝင်ဇေဒီစုစုပေါင်း25စုပြိုကျပျက်စီးခဲ့တယ်လို့စုဆောင်းရရှိတဲ့အချက်လက်တွေအရာတော့သိရပါလိမ့် စိန်ဘူးတော်မြေခါခြင်းနဲ့ရှေဟောင်းသမိုင်းဝင်အစောင်းကိုအများအပြားပျက်စီးခဲ့ပါတယ်။စကိုင်းမန္တလေးရှမ်းဘကို တိုင်းနယ်ပြည်နယ်များမှာပါ။ငလင်ကျောင်းစကိုင်းမြို့နယ်မှာရှိတဲ့ကောင်းမှုတော်ဖျားစွန်ဦးပုံညာရှင်ဖျားမင်းကွန်းမှာရှိတဲ့မြားသိန်းတန်စီတီမိုးမိတ်စီတီတော်တီပီတကလွမ်းစီတီငါးတကြီးဖျားအစရှိတဲ့သမိုင်းဝင်ရှေဟောင်းစီတီပထိုးမြောက်အပါဝင်ဖျားစီတီစေစုထက်မနေပျက်စီးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ငလင်ကြောင့်ပဲမန္တလေးတိုင်းတွင်းမှာလဲပကံမှာရှိတဲ့တပ်ပေညုဖျားမရပူရမြို့နယ်မှာရှိတဲ့ပထိုးတော်ကြီးငကယုံစီဒီမန္တလေးမဟာမြမုန်နီဖျားပသိမ်ကြီးမြို့နယ်မှာရှိတဲ့ရွှေဆိုင်ရဖျားအင်းဝမြို့ရှိမဟာလောကတရဖို့ဖျားလေးတကြီးကျောင်းမဲနုအုပ်ကျောင်းအောင်မြေသားဆန်မြို့နယ်မှာရှိတဲ့အရေးမထွက်ဖျားမြေသားမှာရှိတဲ့ရွှေမုထောပါဝဲဖျားစီဒီပထိုးတွေပြိုချပြည့်စုံမှုတွေများခဲ့ပါလေ။ လားတို့ရှမ်းပြည်မှာလည်းမောက်မြန်မှာရှိတဲ့တမန်းဝင် မောက်ဆန်ချောင်းမှာရှိတဲ့ဇေဒီသုံးစုဟိုဘုံမှာရှိတဲ့ဟိုဘုံမှွေတော်ဖေဟာပင်ဒီယာမှာရှိတဲ့ဇေဒီကြီးဖေဟာအင်းလေးဒေတာဖောင်တော်ဦးဖေဟာအဆောင်အုံတွေဘကိုးတိုင်းပြည်မျိုးရှိသုံးပတ်လှချောင်းတောင်ဦးမြတ်စောညီတော်ဖះကြီးရဲ့နောင်တော်ကြီးစီတီပြည်တိုက်ကြောင်းတို့ပါဝင်မြို့နယ်ဝေးတဲ့ကျေးရွာဒေသတွေမှာလည်းစီတီပထိုးတွေပြိုချပျက်စီပါလိမ့်။ငလင်တန်တင့်ခဲ့ရတဲ့ရမဲတင်ကြောက်ဆဲပြောပွဲဆားရှိတဲ့မြို့နယ်နဲ့မြို့တွေမှာလည်း ဇေဒီပထိုးတွေပြိုကျပျက်စီးခဲ့ပါတယ်။ရှေးအောင်ဆောင်အများလည်းပျက်စီးခဲ့ပြီးတော့မန္တလေးမှာအများဆုံးမှာလေးတက်ကြီးကျောင်း၊မေနုအုပ်ကျောင်း၊သုံးပန်လှကျောင်းပြည်တိုက်ကျောင်းအစရှိတဲ့ရှေးဟောင်းဇေဒီအဆောက်အအုံများလည်းအာလုံးဒီပါပြိုကျပျက်စီးခဲ့ပါလေ။ထန်းတပင်မျိုးနဲ့ဇေယကြီးမျိုးမှာရှိတဲ့နှမ်းကောင်းဖရားလည်းပြိုကျပျက်စီးခဲ့ပါလေ။မန္တလေးမြို့ရိုးပက်လက်နေရာချို့လည်းပြိုကျပျက်စီးခဲ့ပါလေ။ဇေဒီပထိုးတွေနဲ့ရှီအောင်ဆောင်တွေပြင် ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်ဘာသာရေးစောင့်ဝင်တွေလည်းပြိုကျပျက်စီးခဲ့ပါတယ်။ငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုရှိခဲ့တယ်။စကိုင်းမန္တလေးမကွေရှမ်းရှိမြောက်နေပြီးတော့ဘကူတို့ကိုရေးပေါ်အခြေအနေသတ်မှတ်ပြီးတော့လှုပ်ခဲ့ရပါတယ်။စေဒီကြီးကြောင့်တန်ကာတော်လည်းမြောက်များပြောင်းလဲတော်မူခဲ့တာအင်မတန်မှစိတ်မကောင်းဖြစ်ပေါ်ရပါ။တန်ခါတော်တွေဟာစာဖြင့်နေစဉ်ငလင်းကြီးကြောင့်ဥလသိန်းဓမာယုံဗိမ္မာန်ကြီးပြိုကျခဲ့ရမှာ။တန်ခါတော် ပွားရေးတော်တော်များပြည့်နှံ့တော်မူသွားခဲ့ပါလေမန္တလေးမြို့မစိုးရင်ကျောင်းနဲ့ကတန်ဃာတော်အပါ30ကျော်ဟာငလင်တန်ကျောင်းပြည့်နှံ့တော်မူခဲ့တယ်လို့တန်ဃာတော်90ကျော်ဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးလူတို့ချို့လည်းသေဆုံးဒဏ်ရာခဲ့ပါလေမစိုးရင်ကျောင်းတိုက်ကြီးတိုင်ဟောင်းရဲ့ဆရာတော်တစ်ပါးဖြစ်တဲ့အရှင်ဓမ္မတာမီဘိဝန္တာကငလင်တန်ကျောင်းနှစ်ပေါင်း118နှစ်ရှိပြီဖြစ်တဲ့မစိုးရင်တိုင်ဟောင်းကတန်ဃာတော်18ပါပြည့်တော်မူပြီးလူပုဂ္ဂိုလ်9ယောက်တည်ဆုံးပါတယ်။စာဖြေထားရောက်နေတဲ့အချိန်ငလင်လောက်တော့ ကျောင်းမှာကျန်တဲ့မဲတော်ကြီးနဲ့နှစ်မလဲကျောင်းမြူကြတဲ့အထက်ပါပြီးဆုံးသွားပါတယ်။ဒံရသူတွေကတော့တန်ခါတော်၁၂ပါလူပုဂ္ဂိုလ်တယောက်ပါ။ကျောင်းတဲ့တဲကကျောင်းဆောင်အားလုံးတစ်ခုမှအကောင်းမကျန်ဘူး။အပြည့်အစည်းများတာနဲ့နေတာပဲကွာတယ်လို့မိန်ပါတယ်။မစိုးရင်တိုက်တက်ကတန်ခါတော်၂၁ပါငလင်နဲ့ကျောင်းပြောင်းတော်မူခဲ့ပြီးဒံရသူတွေလည်းရှိသလိုလူပုဂ္ဂိုလ်တွေလည်းသေဆုံးခဲ့ပါတယ်။မစိုးရင်တိုက်တက်ကစာတင်သားအရှင်ပညာဆာရာကဦးစင်းတို့မစိုးရင်တိုက်ကလည်းကျောင်းဆောင်တွေထိခိုက်ပျက်စီးများတယ်။ ကျောင်းဆောင်အားလုံးထိခိုက်ပျက်စီးတယ်။ငလင်တန်ကြောင့်မို့ကျောင်းတိုက်ကတန်ကားတော်27ပါပြင်းလို့နေ။ဒဏ်ရတဲ့တန်ကားတော်45ပါရှိပါတယ်။စေကုသမှုတွေခံယူနေရပါတယ်။အပျော်စီးတဲ့အောက်မှာရှိနေနိုင်သေးလားအတိအကျတော့မသိသေးဘူး။ကြံဖန်ကျေစုတရားမှာနာယီစင်ကြီးပဲ။နာယီစင်ကြီးဟာငနေလှုပ်လှုပ်ချင်းပြိုသွားတယ်။နာယီစင်ပြိုတော့စာသင်းသားတန်ကားတွေကဘာဖြစ်တာလဲဆိုပြီးကျောင်းဆောင်အသေးသေးကနေဆင်းလာတယ်။ တန်ဃာတော်ဒီမြေပြင်ရောက်မှငားတဲ့ကြောင်းတော်ကြီးပြိုကျခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်တန်ဃာတော်တွေဟာ အခုလိုမျိုးပြန်တော်မူတာလဲအင်မတန်မှစိတ်မကောင်းစရာပါ။ ABDN အထိရထားတဲ့စီးရင်နေရဆိုရင်တော့ငလင်းတန်းကျောင်းမန္တလေးမှာရှိတဲ့ကျောင်းတိုက်ပေါင်းလုံးကတန်ဃာတော်တွေပြန်တော်မူတာဟာအပားတရာကျော်ပြီလို့သိရပါတယ်။အပား30ကျော်ကတော့မစိုးရင်တိုက်တဲ့ကပဲဖြစ်ပါတယ်။